ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီခါမှာတော့ The Crazy လို့မြည်ရတဲ့ဇာကားလေးချောင်းကို recap လုပ်ပေးသွားခြင်းပါတယ်ရုပ်ရှင်အစမှာဆိုရင်တော့မျိုးတို့မျိုးဟာမိတွေလောင်ကျွမ်းနေပြီးတက်ရှိဆိုတာမရှိသလောက်ပြာမုံဖြစ်နေလောက်အောင်ခြေနေတခုကိုတွေးကြရမှာပါဒီလိုຢာရီမဖြစ်ခင်ကဒီမျိုးလေးဟာလှပတာရခဲ့တဲ့မျိုးလေးဖြစ်ပါတယ်ဘာကြောင့်အခုလိုမျိုးမိတွေလောင်ကျွမ်းနေရတာလဲဆိုတာကိုသိကြရင်တော့လွန်ခဲ့တဲ့နှစ်ရက်ကိုပြန်သွားကြည့်ရမှာပဲရပါလိမ့်မယ်လွန်ခဲ့တဲ့နှစ်ရက်ကမျိုးသူမျိုးသားတွေဟာကြောင်းတွင်ပြပော့ပြန်ပွဲကိုလာအားပေးနေကြတဲ့အချိန်မှာရိုနီဆိုတဲ့ထိပ်ပောင်ကြီးတစ်ယောက်က တနက်ကြီးဆွဲပြီးတော့ပေပေါကွင်းထဲကိုရောက်ချလာခဲ့ပါတယ်ရဲသားရဆဲကသွားတားခဲ့မယ်မဲ့တားလို့မရခဲ့ပါဘူးရဲအရာရှိတယောက်ဖြစ်တဲ့ဒေးဗစ်က92ကြောင်လာတဲ့ထင်ပြီးသွားတားတဲ့အချိန်မှာရော်နီကတနက်နဲ့ပြစ်မယ်လို့တာကြောင်ဒေးဗစ်လည်းရော်နီကိုပြစ်လိုက်ရပါတယ်ညနေမှာဒေးဗစ်ကရိုနီရဲ့ဇနီးတဲ့ပက်ကီနဲ့တားဖြစ်သူကလန်တို့အိမ်ကိုသွားခဲ့ပြီးတော့ရိုနီကအရက်ကြောင်ကြောင်နေတာကြောင့်သူ့အနေနဲ့ကာကွယ်လိုက်ရတဲ့ကြောင်ပြောပြရင် တောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့ပက်ကီကဒေးဗစ်ကိုပါချလိုက်ပြီးရိုနီမူးရဲ့ဆွေမတုံးသလိုအရက်လည်းမတောက်တာနှစ်နှစ်ကျော်နေပြီဆိုပြီးတော့ပြောပြလိုက်ပါတယ်။ အဲ့ဒီစကားကြောင့် David သူ့ကိုသူအပြစ်မကင်းတယ်လို့ခံစားရပြီးတော့တညာလုံးအိတ်မပြောခဲ့ပါဘူး။ကိုဝင်းကြည်ကြီးနဲ့ဇနီးတဲ့ Julie ကလည်း David ကပြည်သူတွေကိုကာကွယ်ဖို့လှုပ်တာမှန်ပါတယ်ဆိုပြီးတော့နှစ်သိမ့်ပေးခဲ့ပါတယ်။နောက်တရက်လောက်ကိုရောက်ချိန်မှာရင်ခွဲယုံကနေ Ronnie ရဲ့တွေးထဲမှာအရက်မူးရစေတုံးထားတဲ့တက်တီလုံးဝမတွေ့ခဲ့တဲ့အကြောင်းပြောပြခဲ့ပါတယ်။ Ronnie ရဲ့ပုံစံကလုံးဝကြောင်နေတာကြောင့် David လည်းတော်လေးတွေးရခက်နေခဲ့ပါပြီ။စဉ်းစားမရတဲ့အဆုံးမှာခင်းဖြစ်တဲ့ဘေးဘော့ကွင်းကိုပြန်သွားပြီးတော့တခုခုတီးရလို့တီးရညာဖြေသွားရှာခဲ့ပါတယ်။ ခုံထဲမှာရိုနီလိုမျိုးငူတူတူကြီးထိုင်နေတဲ့သူကကြောင်းအောင်ဘန်မှာဒီဘက်ကသွားအောင်ခေါ်လိုက်မှာဘန်ကတတိဝင်လာပြီးထိုင်နေရာကနေထားပြေးသွားခဲ့ပါတယ်။တစ်ဖက်မှာတော့ဒီရီတာကသူ့ရဲ့ယောက်ျား B ကိုဒေါက်တာဂျူရီစီကိုခေါ်လာပေးခဲ့ပါတယ်။ B ကတော့သူကလုတ်ပင်မန်းတာသာဖြစ်ပြီးဘာယောဂါမှမရှိကြောင်းပြောပြခဲ့ပါတယ်။အဲ့ဒါကအထူးဆန်းမဟုတ်ပေမဲ့ဂျူရီပါမင်းမေအလုတ်ပင်မဲနဲ့အကြောင်းကိုသာထက်ခါထက်ခါဖြစ်နေတာကြောင့်ဂျူရီလည်းတန်တရားစပြီးဝင်လာခဲ့ပါတယ်။အဲ့ဒီညမှာပဲဒီရီတာလည်းစက်တန်တစ်ခုကြောင့်အိမ်နောက်ဂူရောင်ထဲကိုပြေးကြည့်လိုက်တော့ စဘာရိတ်ဆက်ကြီးပွင့်နေတာကိုတွေ့လိုက်ရပါမယ်ဘီကိုတော့ရှာမတွေ့ခဲ့ပါဘူးခဏကြာမှပဲအိမ်ထဲကမေဟိုတန်ကြားရတာမို့ဒီရေတာလည်းအပြေးပြန်သွားကြည့်တဲ့အချိန်မှာအိမ်ခန်းထဲမှာဘသူမှရှိမနေတာကိုတွေ့လိုက်ရပါတယ်ဒီရေတာအိမ်ခန်းထဲကိုဝင်လာတော့တပည့်သူကတိုးတိုးနေဖို့ပြောပြီးတော့အခန်းတစ်ခုထဲဝင်ပုန်းစီခဲ့ပါတယ်ဘီကိုချောင်းကြည့်လိုက်တော့ဘီကဓာကြီးကင်ပြီးသူတို့ကိုလိုက်ရှာနေတာတွေ့လိုက်ရပါတယ်ကန်ဆိုးကျင်တော့ပုန်းနေတဲ့အခန်းကိုတွေ့သွားခဲ့တာမို့ဒီရေတာလည်းတကားကိုလောချပစ်လိုက်ပါတယ်ဘီကလည်းဘလို့ဖွင့်မဲ့မရတာကြောင့်အင်ကိုပါမီးရှို့ပစ်လိုက်ပါတယ် ဲ့ဒီနောက်မှာတော့ကုလားရွှေရုံးနဲ့မိသက်တွေမြန်လာခဲ့ပေမဲ့ဓာတ်စီလောင်းပြီးရှို့ထားတဲ့မိကြောင့်ဒီရီတာတို့ကိုချိန်မီမကယ်တင်နိုင်ခဲ့ပါဘူးမိသားစုတစ်ခုလုံးကိုဆုံးရှုံးလိုက်ရရှာတာကြောင့်လေလေးတချွန်ချွန်အေးအေးလူလူဖြစ်နေတဲ့ဘီကိုကြည့်ဂျူဒီကစိတ်ဆိုးစွာနဲ့သွားဆဲခဲ့ပေမဲ့ဘီကတော့ဘာမှမတုတ်ပြန်ခဲ့ပါဘူးဘီကိုဂျေးမပုတ်ခင်ခန်းထဲမှာထားထားတဲ့တစ်ချိန်လုံးဘီကကြောင်ကြောင်ကြီးနဲ့ရက်လိုတာနေခဲ့ပါတယ်။မြို့ပြင်ဘက်တောထဲမှာတော့မိုးဆိုး၃ယောက်ဟာတောပြက်နေရင်းနဲ့တစ်ပင်မှာညှိနေတဲ့လေထီတစ်ခုကိုတွေ့လိုက်ရပါတယ်။အနီးနားမှာတော့တိုက်လေမှုအလောင်းကိုရှာတွေ့သွားခဲ့ကြပါတယ်။ ကြခင်မှာပဲရက်ဆဲကလည်းပြက်ကြတာကိုကြားရတယ်ဆိုပြီးသတင်းပေးခဲ့တာကြောင့်ဒီဘက်တို့လည်းလင်းပြက်ကြတဲ့နေရာကိုရှာဖို့ထွက်လာခဲ့ကြပါတယ်။မော်တော်ပေါ်လေးနဲ့လိုက်ရှာခြင်းတနေရာမှာတော့ပြက်ကြနေတဲ့လင်းကရေအောက်ရောက်နေတာကိုတွေ့လိုက်ကြရပါတယ်။ကောင်းကင်ဘော်ကနေပြီး drone ကင်မရာတစ်ခုကမြို့ကိုမျက်ခြေမပြတ်စောင့်ကြည့်နေတာကိုလည်းတွေ့ကြရမှာပါ။ဒေးဗစ်ကတော့မြို့ရဲကလူတို့ချို့ထူးထူးဆန်းဆန်းပြုတ်မှုလာတာကလင်းပြက်ကြတဲ့မှုနဲ့တနည်းနည်းပတ်သက်နေလိမ့်မယ်လို့တွေးနေမိခဲ့ပါတယ်။လင်းပြက်ကြတဲ့နေရာကနေစီးလာတဲ့ရေကိုတောက်မိလို့လည်းဖြစ်နိုင်နေပါတယ်။အဲဒါကြောင့်ရေအောက်ရောက်နေတဲ့လင်းကိုစစ်ဆေးဖို့အတွက် ချောင်းကိုပိတ်ပေးဖို့မြို့တော်ဝင်စီကနေခွင်သွားတောင်းခဲ့ပါတယ်မြို့တော်ဝင်ကခွင်မပြုပေမဲ့ဒေးဗစ်ကတော့အန်ရီကိုကြုံမြင်တာကြောင့်မြောင်းကိုပိတ်ချထားလိုက်ပါတယ်ရက်စကန်ကိုပြန်ရောက်လာတော့ချုပ်ခန်းထဲကပီတီယောက်သွေးတွေထွက်ပြီးတည်ဆုံးနေတာကိုတွေ့လိုက်ရပါတယ်ဒေးဗစ်တို့နားကပ်သွားတဲ့အချိန်မှာဘီကထလာပြီးတော့ဇွန်ဘီတကောင်လိုလှမ်းဆွဲခဲ့ပါတယ်အခြေအနေတွေကိုသဘောပေါက်သွားတဲ့ဒေးဗစ်ကလည်းလေရင်ထဏကိုဆက်သွယ်ကြည့်လိုက်ပေမဲ့လိုင်းကပြတ်နေခဲ့ပါတယ်ဒေးဗစ်လမ်းမောက်ကိုထွက်လာတော့စပိန်စီးနေတဲ့မိမတယောက်ကလွှဲရင်တမျိုးလုံးချောက်ကပ်နေတာကိုသတိထားမိလိုက်ပါတယ် အချိန်မှာနေအောင်ကားတစ်စီးကနေဓာတ်ပုံရိုက်နေတာကိုသတိထားမိတာမို့ဒေးဗစ်လည်းလိုက်ဖမ်းပေမဲ့ကားကတော့မောင်းပြေးသွားခဲ့ပြန်ပါတယ်ဒေးဗစ်ကလည်းတခုခုတော့ဖြစ်နေပြီဆိုတာကိုသိတာကြောင့်ရင်ခွဲယုံကိုတွားပြီးတော့ပထမဆုံးတွေ့ခဲ့တဲ့အလောင်းကိုတွားကြည့်ခဲ့ပါတယ်အလောင်းကမျိုးလုံးနဲ့ပါးစပ်တွေကိုအချီနဲ့အချုပ်ခံထားရတာကိုတွေ့လိုက်ရပါတယ်အချိန်မှာပဲအနောက်ကလောင်းတစ်လောင်းကတန်ကြရတာကြောင့်တွားကြည့်လိုက်တော့မတည်သေးပဲတခုခုပြောဖို့ကြိုးစားနေတာမို့အချီကြိုးကိုဖြည့်ပေးလိုက်ပါတယ်အချိန်မှာပဲရင်ခွဲယုံကဆရာဝန်ကဒေးဗစ်ကိုတိုက်ခိုက်ခဲ့ပါတယ် ဒီဘက်ကိုလွှားစက်နဲ့ဖြတ်ဖို့ကြိုးစားလာကြောင်းပခုံးမှာတန်ရာတချို့ရခဲ့ပေမဲ့ဆရာဝန်ကတော့ကိုတက်ကိုစူးပြီးတော့လွှားစက်ကြီးနဲ့ပဲပြန်ကြည့်သွားခဲ့ပါတယ်။ကျမ်းမြင့်မှာလိန်သွားတဲ့ဆက်ကဒေးဗစ်နာကိုရောက်လာကာနီမှရက်ဆဲကရောက်လာပြီးအချိန်မီပလက်ကိုဆွဲဖြုတ်နိုင်ခဲ့တာကြောင့်ဒေးဗစ်လည်းကံကောင်းထောင်းမှစွာတက်ရှင်ခဲ့ပါတယ်။ဒေးဗစ်လည်းချက်ချင်းအိမ်ကိုပြန်ခဲ့ပြီးတော့ဂျူရီကိုသူ့ရဲ့မိဘတွေအိမ်မှာသွားနေနေဖို့ပြောခဲ့ပါတယ်။ဂျူရီကတော့ကိုဝင်းကြည်ကြီးရှိနေတယ်ဆိုပေမဲ့မြို့နေလူတွေကဆရာဝန်လိုအပ်လာမှဖြစ်တာကြောင့် စစ်နေမယ်ဆိုပြီးတော့ခေါင်းမာနေခဲ့ပါတယ်။အဲဒီမှာအိမ်သားကိုလူကက်လာတာကြောင့်ဒေးဗစ်လည်းသွားကြည့်လိုက်တော့စစ်တပ်ကဖမ်းခေါ်သွားတာခံလိုက်ရပါတယ်။ကားပေါ်မှာတော့မျိုးနေလူတို့ပေါဝင်ရက်ဆဲနဲ့ဂျူဒီတို့ကိုတွေ့လိုက်ရပါတယ်။ဘက်စကားကြီးကကြောင်းမော်လုံးကွင်းတန်နီယာကိုမောင်းလာချိန်မှာဘောလုံးကွင်းတစ်ခုလုံးစစ်စခန်းတစ်ခုချထားတာကိုတွေ့လိုက်ရပါတယ်။ ဖမ်းလာတဲ့လူတွေအားလုံးကိုလည်းသွေးနဲ့ကိုပူချင်းကိုစစ်ဆေးပြီးတဲ့အခါမှာမူမမှန်တဲ့သူတွေကိုတတ်တတ်ခွဲထားလိုက်ရပါတယ်။အဲဒီမှာဂျူရီကလည်းကိုပူချင်းတွေများနေတာကြောင့်ဆက်သက်ခံရကိုအပုတ်ခံလိုက်ရပါတယ်။ဒေးဗစ်ကဂျူရီကိုကယ်ဖို့စစ်သားတွေနဲ့တိုက်ခိုက်ခဲ့ပေမဲ့သူပဲအတီးခံလိုက်ရပါတယ်။ဂျူရီတတိယလာတော့ဆက်သက်ခံတကူတွေရောက်လို့နေပါပြီ။ကျောင်းဝင်းပြင်မှာလည်းစောင်းကြမ်းမြိုင်တေဇောတက်တွေလောင်ကျွမ်းတယ်လို့စူညံပွေလို့ရိုက်နေခဲ့ပါတယ်။စစ်သားတွေလည်းဇွန်ဘီတွေကိုတတ်နိုင်ဆုံးရှင်းနေခဲ့ပေမဲ့ကာဒစီကကျောင်းဝင်းနိုင်ငံကိုတိုက်ဖြစ်လိုက်တဲ့အခါမှာတော့ထိမိရဖြစ်သွားခဲ့ပါတယ်။ ဲ့လိုနဲ့စစ်သားတွေဟာဆောင်ဝင်နေတဲ့အသက်ရှင်နေတဲ့သူတွေအားလုံးကိုဘေးလွတ်ရာစီကိုအမြန်ရွှေ့ပြောင်းဖို့စီစဉ်လိုက်ရပါတယ်။ကိုရဲမှာဗိုက်ရက်ပိုးမရှိတဲ့သူတွေကိုစိတ်ချရတဲ့အနေနဲ့အပြာရောင်လက်ပတ်ကိုပတ်ပေးပြီးတော့မကြခင်ဘေးလွတ်ရာကိုပြောင်းရွှေ့ပေးဖို့လုပ်နေကြပါမယ်။ဒေးဗစ်ကတော့ဂျူရီမပါဘဲမသွားကျင်ခဲ့ပါဘူး။မျိုးတစ်မျိုးလုံးနဲ့လော်ရောင်းချခံထားရတယ်လို့ဘယောက်နေလဲမသိတဲ့ဂျူရီကိုရှာဖို့ဆိုတာကလည်းထင်သလောက်မလွယ်နေပြန်ပါဘူး။ဒေးဗစ်လည်းယက်စကန်ကိုပြန်လာပြီးတနတ်ကိုလာယူတော့ဗီဒီယိုတင်နေတာကိုတွေ့လိုက်ရပါတယ်။ ကံကောင်းစွာပဲ reset နဲ့ပြန်ဆောင်ကြပြီးဒေးဘက်ကဂျူဒီမှာကိုဝင်ရှိနေတာကြောင့်အပူချိန်ပုံများနေတာသာဖြစ်ကြောင်းနဲ့ဂျူဒီကိုသွားကယ်ဖို့ပြောလိုက်ပါတယ်။တငယ်ချင်းကောင်းပြီးသားတဲ့ reset ကလည်းနှခါပြောစရာမလိုပဲလိုက်ချလာခဲ့ပါတယ်။ဂျူဒီရှိနေတဲ့နေရာမှာတော့တငယ်ချင်းဘန်ကလည်းဖန်ခံထားရတာကိုတွေ့လိုက်ရပါတယ်။နှစ်ယောက်သားစကားပြောနေတော့မှတကူလုံးသွေးတွေပြေးနေပြီးလူယုံမပေါ်တော့တဲ့ကြောင်းအိုဘန်ကအခန်းထဲကိုရောက်လာပြီးတော့သုံးချောင်းလန်နဲ့ဖန်ခံထားရတဲ့သူတွေကိုလိုက်တက်ပါတော့တယ်။ဂျူဒီနာကိုရောက်ခါနီးမှာဒေးဗစ်တို့အချိန်မီရောက်လာပြီးတော့ဘန်ကိုပြစ်တက်ပြီးကယ်လိုက်ရပါတယ်။ ចောင်းដែកនេះထွက်လာတော့ចောင်းဝန်းတစ်ခုလုံးមីឡောင်နေပြီးផ្្វាលានចេញနေတာကိုတွေ့လိုက်ရတယ်လို့မျိုးထဲမှာဆိုရင်လည်းနေရာတော်တော်များများមីឡောင်ပြည့်စည်လို့နေပါတယ်လန်ဒန်နေရာမှာဇွန်ဘီတစ်တိုက်ပြေးသွားခဲ့ပေမဲ့កံကောင်းစွာပဲဒေးဗစ်တို့ကိုမတွေ့သွားခဲ့ပါဘူးမျိုးထဲတနေရာမှာတော့မိုးဆိုးတစ်တိုက်ဟာဇွန်ဘီတွေကိုတိုက်ခိုက်လို့နေပါတယ်ဒေးဗစ်တို့လည်းမောင်းလို့အိုကေသေးတဲ့ကားတစ်စီးကိုမောင်းလာခဲ့ကြပြီးတော့ဘန်ကာရဲ့ဘယ်ဘယ်လီစကော့တီရဲ့အိမ်ကိုရောက်လာခဲ့ကြပါတယ် ဗန်ကာကအိမ်ထဲကိုဝင်သွားတော့စကော့တီတနက်နဲ့ချိန်ပြီးစစ်ဆေးနေခဲ့ပါတယ်။ဒေးဗစ်ကတနက်နဲ့ချိန်ပြီးလက်နဲ့ချဖို့ပြောတော့မှစကော့တီကဗန်ကာကိုပြေးဖက်လိုက်ပါတယ်။စကော့တီကဗန်ကာကိုတောင်းပန်ပြီးတော့သူ့မိလဲဇွန်ဘီတကောင်အဖြစ်ပြောင်းလဲသွားတာမျိုးထိတ်လန့်နေမိတဲ့ကြောင်းအားလုံးကိုပြောပြခဲ့ပါတယ်။အချိန်မှာပဲစစ်သားတွေကနီနာကိုရောက်လာခဲ့ကြတာမျိုးဒေးဗစ်တို့လည်းစပယ်ကြီးထဲဝင်ပုန်းခဲ့ကြရပါတယ်။စစ်သားတွေကစကော့တီအမေကိုဖမ်းလိုက်တော့စကော့တီကဒေးဗစ်တို့တားနေတဲ့ကြားကနေသူ့မိစီကိုထွက်ပြေးသွားခဲ့တာမျိုးစစ်သားတွေကလည်းဇွန်ဘီလို့ထင်ပြီးတော့ပြစ်တက်လိုက်ပါတယ်။ တာမီနီယောင်လုံးကိုမိရှို့လိုက်ပြီးတဲ့အခါမှာစစ်သားငယ်တယောက်ကစပက်ကြီးကိုလာဆစ်ဆေးခဲ့ပါတယ်။ဒီဘက်ကဖမ်းလိုက်ပြီးဘာတွေဖြစ်နေလဲပြီးတော့စစ်သားငယ်ကလည်းတင်တန်းကနေဆစ်စင်ရေးလာရတဲ့သူဖြစ်ပြီးဘာတွေဘလို့ဖြစ်နေလဲမသိသလိုအမိတ်တိုင်းသာလုံနေရကြောင်ပြောပြခဲ့ပါတယ်။သူ့ကိုအသက်ရှင်ခွင့်ပေးရင်လေဒေးဗစ်တို့ရှိနေတဲ့အကြောင်းကိုဘသူ့ကိုမှမပြောပြဘူးဆိုပြီးဂရီပေးတာကြောင့်ဒေးဗစ်တို့လည်းယုံကြည်လိုက်ပြီးပြန်လွှတ်ပေးလိုက်ကြပါတယ်။စစ်သားငယ်လေးကစပက်ကြီးတဲ့ဘသူမှမရှိဘူးဆိုပြီးပြန်ပြောခဲ့တာကြောင့်တခြားစစ်သားတွေလည်းဝမ်းမစစ်တော့ပဲထွက်ခွာသွားခဲ့ကြပါတယ်။ နောက်တစ်ရက်မနက်မှာတော့ဒေးဗစ်တို့အိမ်ကို၄ယောက်သာလာခဲ့ကြပြီးရက်ဆဲကတော့ကားကိုပြန်ပြင်ခဲ့ပါတယ်။အိမ်ကိုဆုံးခွာရတော့မှဖြစ်တာကြောင့်ဂျူရီကသူတို့စိတ်ကူးနဲ့စောက်ထားတဲ့ကလေးရဲ့အခန်းကိုနောက်ဆုံးအနေနဲ့သွားကြည့်ခဲ့ပါတယ်။တကားနောက်မှာပက်ကီရောက်နေတာကိုတော့ဂျူရီတတိမထားမိခဲ့ပါဘူး။လိုအပ်တဲ့ဈေးဝါပစ္စည်းပစ္စည်းတွေကိုသိရင်အိမ်အောက်ထက်မှာရှိနေတဲ့ဒေးဗစ်ကလည်းဂျူရီရဲ့အော်ဒန်ကိုကြားရလာကြောင်တပြေးသွားကြည့်တဲ့အချိန်မှာဂျူရီတယောက်ကြိုးတုပ်ခံထားရပြီးတော့ကန့်လန့်ကဒေးဗစ်ကိုတိုက်ခတ်ခဲ့ပါတယ်။ဒေးဗစ်ကတနက်ပြန်ကောက်ဖို့ကြိုးစားခဲ့ပေမဲ့ပက်ကီကဒေးဗစ်ရဲ့လက်ကိုဓားနဲ့ထိုးချလိုက်ပါတယ်။ ်ဘက်ကီကဂျူရီကိုတတ်ဖို့လုံနေချိန်မှာဒေးဗစ်ကရော်နီကိုတတ်ခဲ့မိတာကသူ့ဖြစ်တာမို့သူ့ကိုပဲတတ်ဖို့ပြောခဲ့ပါတယ်ဘက်ကီတတိတစ်ချက်လွတ်သွားတော့မှပဲဒေးဗစ်လည်းလင်းမြန်စွာနဲ့ဘက်ကီကိုကိစ္စတုံးပေးလိုက်ပါတယ်ကန်လန်ကဒေးဗစ်ကိုတနက်နဲ့ပြစ်ဖို့လုံနေတော့မှပဲဘရင်ပေါက်ကနေရက်ဆဲကတနက်နဲ့လမ်းဆော်ပြေးလိုက်တာကြောင့်တာမီနှစ်ယောက်လုံးအတုပဖြစ်သွားခဲ့ကြပါတယ်အင်းကနေထွက်သွားဖို့လုံချိန်မှာဒေးဗစ်နဲ့ဂျူရီကဘက်ကီတို့တာမီနဲ့ထိတွေ့ထားတာကြောင့်ဖရက်ကူဆက်ခံရမှာကိုစိတ်ပူနေခဲ့ပါတယ်ဒေးဗစ်ကလည်းကိုယ့်အသက်ကိုပိုင်ပါတယ်ဆိုပြီးတော့ခီးဆက်လာခဲ့ကြပါတယ် ရက်ဇန်နဲ့ဘန်ကာတို့လည်းဒေးဗစ်တို့နှစ်ယောက်ရုတ်တရက်ဇွန်ဘီဖြစ်သွားမှာကိုတွေးပူလို့နေတာကြောင့်ကားပေါ်မှာစကားအခြေတင်ဖြစ်ခဲ့ကြပါတယ်။အဲ့ချိန်မှာပဲရဟရင်တစည်းကကားပေါ်ကနေဖြတ်သွားတာကြောင့်ဒေးဗစ်တို့လည်းကားစီဝက်ရှော့တစ်ခုမှာအမြန်ဝင်ပုန်းလိုက်ရပါတယ်။အဲ့ချိန်မှာဝက်ရှော့တွေကဇွန်ဘီတွေကကားရေးဆေးခလုတ်ကိုကောက်ဖွင့်လိုက်တာကြောင့်ကားလဲအော်တိုရေးဆေးစတဲ့ကိုရောက်သွားပါတယ်။ဒေးဗစ်ကကားကိုနောက်ပြန်ဆုပ်ကြည့်ပေမဲ့ဆက်ပြရေးတွေကြောင့်နောက်ဆုတ်လို့မရနိုင်ခဲ့ပါဘူး။ ဲ့ချိန်မှာပဲဇွန်ဘီ၃កောင်ကလာတိုက်ခိုက်တာကြောင့်အားလုံးလည်းပြန်ချလာကြောင်းဆက်ကြတဲ့ညက်တဲ့ဇွန်ဘီကညက်ကုန်လို့တနတ်နဲ့ကျွေးလိုက်တာကြောင့်ခီးတဲ့កောင်ကလည်းခီးကုန်ပါတယ်ရေစေးစက်သေးကနေအလွတ်မှာထွက်ပြေးမဲ့ကြံတော့ကားခေါမှုဘော်ကဇွန်ဘီကဘန်ကာကိုကားတွေကနေဆွဲချလိုက်ပါတယ်ဒေးဗစ်တို့ကလည်းကားကိုရက်လိုက်ပြီးဘန်ကာကိုအပြေးလာခဲ့ခဲ့ပေမဲ့ဘန်ကာကတော့အသက်မရှိတော့ပါဘူးကံကပါထပ်ပြီးဆိုးကျင်တော့ခုနကဖြတ်သွားတဲ့ရဟယင်ကဒေးဗစ်တို့စီးလာတဲ့ကားကိုဘုံကျဲချလိုက်ပါတယ်။တနင်္လာမှာရက်ဆဲရဲ့ကားကိုရှာတွေ့ခဲ့ပေမဲ့ကားကအတော်လေးစုပ်နေခဲ့ပါတယ်။ အဲ့ချိန်မှာဓာတ်ပုံခိုးရိုက်သွားတဲ့ကားအနှစ်ယောက်ကလာနေတာကိုတွေ့လိုက်ရပါတယ်။ဒေးဗစ်ကကားကိုတားဖို့လုပ်နေတော့ရက်ဆဲကတန်ဆူးဂျိုးကိုလမ်းပေါ်ပြစ်ချလိုက်တာကြောင့်ကားလည်းမှောက်သွားခဲ့ပါတယ်။ကားတွေကနေထွက်လာတဲ့အေဂျင့်ကိုရက်ဆဲကတတ်မဲ့ကြီးလုပ်နေတာမို့ဒေးဗစ်လည်းမနေတားလိုက်ပြီးဘာတွေဖြစ်နေတာလဲဆိုပြီးအေဂျင့်ကိုမေးတော့မှဒေးဗစ်တို့မြို့နားမှာပြတ်ကျခဲ့တဲ့လေရင်ပေါ်မှာဇီဝလက်နက်တွေတင်ဆောင်လာပြီးအခုဇွန်ဘီလိုဖြစ်နေတာတွေကအဲ့ဒီလက်နက်ကြောင့်ဖြစ်တဲ့အကြောင်းတွေကိုသိလိုက်ရပါတယ်။တားမဲ့လူသားမရှိရင်48နာရီအတွင်းမှာဗိုင်းရပ်ကလူတစ်ယောက်ကိုဇွန်ဘီတစ်ကောင်လိုသိစိတ်ကင်းမဲ့သွားစီမှာပါ။ အဲ့ဒါကိုတီးလိုက်ရတဲ့ David ကလည်း agent ကိုတစ်ချက်တီးလိုက်ပြီးဘလို့တားရမလဲမင်းနေတော့မှာပဲ Russell က agent ကိုတက်ပစ်လိုက်ပါတယ် David နဲ့ Russell တို့စကားများခဲ့ပြီးတော့ David Russell ရဲ့တနတ်ကိုဝေးမှထားဖို့တတိပေးလိုက်ပါတယ် Russell က David အစ်စ်ကိုအချိန်ချင်းကယ်ခဲ့တဲ့သူ့လိုလူကိုမှတနတ်နဲ့ချိန်ထားရမလားဆိုပြီး David ရဲ့တနတ်ကိုယူလိုက်ပြီးတော့အရှိကနေသွားစီခဲ့ပါတယ်လမ်းတနေရာမှာ Russell ရဲ့တနတ်ကကြီကုံသွားတော့ David ကအနားကိုကတ်သွားပြီးတော့စိတ်အေးအေးထားဖို့ပြောရင် Russell ကိုအမှောက်သိမ့်လိုက်ပါတယ် Russell ရဲ့အမြင်အာရုံတွေကောင်းကင်ကိုကြီးလိုက်ချိန်မှာလုံးဝအယောင်ပြောင်းနေတာကြောင့် မကြခင်ဇွန်ဘီဖြစ်တော်မှာကိုတတိထားမိသွားခဲ့ပါတယ်။ကားရေဆေးရုံမှာတိုက်ခိုက်ရင်ဒဏ်ရာရခဲ့ပုံမှာဒီဘက်ကလည်းရက်ဆဲကိုမခွဲရခင်လေးတူတူခေါ်လာလိုက်ပြီးလမ်းတက်နေရာမှာတော့စစ်တပ်ကနေလမ်းပိတ်ထားတာတွေ့လိုက်ရပါတယ်။ရက်ဆဲကဒေးဗစ်စီကနေတနက်တောင်းတော့ဒေးဗစ်လည်းတခုခုကိုသဘောပေါက်သွားတဲ့အနေနဲ့ပြေးလိုက်ပါတယ်။ဒေးဗစ်ကထွက်သွားပြီးစစ်သားတွေကအာယုံသွားလွှဲလိုက်တာကြောင့်ပြစ်သက်ခံလိုက်ရပေမဲ့ဒေးဗစ်နဲ့ဂျူဒီကတော့တစ်ဖက်လမ်းကနေစခန်းကိုကျော်ပြီးထွက်ပြေးနိုင်ခဲ့ကြပါတယ်။ကိုနေကားတွေရပ်ထားတဲ့နေရာမှာတော့လူတွေကိုတယ်ဆောင်နိုင်မဲ့ကိုနေကား၃စီးကိုတွေ့လိုက်ရတယ်လို့ ကားပေါ်ကလူတွေလည်းတိတ်ဆုံးနေတာကိုတွေ့လိုက်ရပါတယ်။ဒေးဗစ်သဘောပေါက်သွားတာကအစိုးရဟာအခုဖြစ်နေတဲ့ကိစ္စတွေအားလုံးကိုစီစဉ်ခဲ့တာကိုပါ။အဲဒါကြောင့်ထွန်ပြေးခင်လေးလိုအပ်တဲ့စေဝါပစ္စည်းတွေကိုယူနေတော့ရေဒီယိုဆက်တစ်ခုကိုတွေ့ပြီးဒေးဗစ်ကြားလိုက်ရတာကဆယ်မိနစ်အတွင်းကိစ္စကြီးကြီးမားမားတစ်ခုဖြစ်တော့မယ်ဆိုတာကိုပါ။တစ်ဖက်ခမ်းမှာတော့မိုးဆိုးရီရဲ့ကားနဲ့ကားပေါ်မှာတင်လာတဲ့ဇွန်ဘီလောင်းတွေကိုတွေ့ရတာမို့မိုးဆိုးရီနီးနားမှာရှိမယ်ဆိုတာကိုသဘောပေါက်လိုက်ပါတယ်။အဲဒီမှာပဲမိတွေအားလုံးပြက်ကုန်မာတော့တယ်။ဂျူလီကလည်းလူရိတ်တွေ့တာကြောင့်ဓာတ်ချောင်းကိုယူပြီးပုံနေလိုက်ပါတယ်။ မုတ်ဆိုးတွေသူ့ကိုတွေ့ကနေမှတခြားနေရာပြောင်းပုံလိုက်တော့အလောင်းတွေကိုထပ်တွေ့လဲရပါတယ်အလောင်းတွေကြာဝင်ပုံနေရာကြောင့်မုတ်ဆိုးတွေဂျူရီကိုမတွေ့သွားခဲ့ကြပါဘူးဒေးဗစ်ကဂျူရီစီကိုရောက်လာပြီးထရက်ကားနဲ့ထွက်ပြေးမယ်လို့တော့ကားပေါ်ကနေအလောင်းတစ်ခုပြုတ်ကျလာခဲ့ပါတယ်ကားပေါ်အမြန်တက်ပြီးတော့ဖွဲ့မိမဲ့ကားတော့မဟုတ်တာကြောင့်ခဏကအလောင်းကိုမှကားတော့ကိုလိုက်ရှာနေတော့အလောင်းကထပြီးတိုက်ခတ်ခဲ့ပါတယ်မုတ်ဆိုးတွေလည်းရောက်လာတော့အားလုံးကိုရှင်းလိုက်ပြီးထရက်ကားနဲ့ပဲမောင်းပြေးလာခဲ့လိုက်ကြပါတယ်အဲ့ချိန်မှာရေဒီယိုကနေကြားနေရတဲ့ချိန်မှတ်တာက0ဖြစ်သွားတော့ ပေါကွဲတံတစ်ခုနဲ့အတူဒေးဗစ်တို့မျိုးလဲဘုံအကျဲခံလိုက်ရတာကိုတွေ့လိုက်ရပါတယ်။ပေါကွဲအားကြောင့်ဒေးဗစ်တို့ရဲ့ကားလဲလေးပေါ်မှာဂျုံးတွေထိုးကုန်ပါတယ်။ကားမောက်သွားခဲ့ပေမဲ့ကံကောင်းစွာပဲနှစ်ယောက်လုံးတက်ရှင်ခဲ့ပါတယ်။မီးလောင်ပြာကျသွားတဲ့မြူးကြီးကိုကြောခံပြီးတော့ဒေးဗစ်နဲ့ဂျူဒီတို့လည်းအနီးကမြို့စီကိုခြေဦးလဲလမ်းလျှောက်ရင်းနဲ့သာလာခဲ့ကြပါတယ်။ကောင်းငင်ဘော်ကနေစောင့်ကြည့်နေတဲ့ဒရုန်းကိုကြည့်ရမယ်ဆိုရင်တော့ဗရက်ကုဆက်ခံထားရတဲ့သူတွေတက်ရှင်နေသေးတယ်ဆိုတာကိုချက်ပြနေတာတွေ့မြင်ကြရမှာပါ။ ရုပ်ရှင်လေးကတော့ပြီးပါပြီ။လူချင်းမင်းတို့လည်းအဲ့ဒီလိုဂျုံလာရင်တော့ရိတ်ခါစုပြီးနီးရမျိုးကိုထွက်ပြေးလိုက်ကြပါ။တယောက်တည်းပြရမယ်ဆိုတာကိုတော့မပြောလဲသိပါရယ်။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာ။